အကိုထွန်းနဲ့ချစ်စစ်တူတဲ့ငါးယောက်မြောက်သားငယ်လေးကိုဒီကနေ့မှအခုလိုမူဖားခဲ့ပြီဖြစ်တဲ့ပို့ချပြုခင်ခမိုးတဲ့ကိုအရန်ချက်လွန်းလို့တပုံစံတဲ့ချစ်စစ်တူကြီးတဲ့သားငယ်လေးကိုမူဖားပေးခဲ့တာကတော့ ထိတ်တမ်းမသိမချော်လေးပူဇော်ပြုခင်ဖြစ်ပါတယ်။ပူဇော်ပြုခင်က9ရောင်မြောက်ရင်သွေးငယ်လေးဖြစ်တဲ့အားငယ်လေးကိုအောင်မြင်စွာမူဖားနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းဝမ်းသာစွာနဲ့အသိပေးလာခဲ့တာပါ။လက်ရှိမှာတော့စေယုံမှာပဲလိုအပ်တဲ့ထိန်းသိမ်းဆောင်ရှောက်မှုတွေခံယူနေရဆက်ဖြစ်ပြီးတော့အားငယ်လေးကတော့အရန်ကိုကြံပါတဲ့အကြောင်းအဖွားပြစ်သူဒေါ်အေးမြင့်ကပြောပြလာခဲ့ပါတယ်။ထိတ်တမ်းမသိမပူဇော်ပြုခင်ရဲ့အိမ်တော်ရဆွေတော့ပြည်သက်တွေကြားမှာတော်တော်လေးကိုလူပြောများစရာကိစ္စဖြစ်ခဲ့ပါတယ်။ခလေးတောင်းရအဖေတထေးကြီးနဲ့လက်တက်ခဲ့ပြီးတော့အရင်အိမ်တော်ကပါတဲ့ကလေးတွေနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ဝေဖန်မှုတွေကိုလည်းရရှိခဲ့ပါတယ်။နောက်ပြီး ီးတန်းငယ်လေးစင်ဦးကိုမူဖွားပြီးတဲ့အချိန်မှာကလေးတရဲ့ကြောင့်အဆင်ပြေပါမလားဆိုတဲ့ပြောဆိုမှုတွေလည်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုမျိုးဝေဖန်ပြောဆိုမှုတွေကိုပူဇော်ပြုခြင်းကအကောင်းဆုံးကင်တွယ်ဖြစ်ရှိနေပြီးတော့မိသားစုကြီးတစ်ခုလုံးတာယာပျော်ရွှင်တဲ့ပုံစံနဲ့လူတကာအားကြအောင်လှုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။အဲဒီနောက်ကျော်ခင်မွန်းတဲ့တထေးကြီးအကိုထွန်းရဲ့တောင်းဆိုချက်အရငါရောင်မြောင်ရင်သွေးငယ်လေးကိုရေခဲတောင်ထီသွားပြီးတော့ကိုဝန်ဆောင်ခဲ့ပါတယ်။အကိုထွန်းကလည်းသူ့ရဲ့ရင်သွေးငယ်လေးတွေကိုဂယူဆိုင်ဆောက်ရှောက်မူဖွားပေးခဲ့တဲ့ပူဇော်ပြုခြင်းကိုဂယူဆိုင်ချပြီးတော့လူလီသေးမရှိဂယူဆိုင်ချပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရ င်ပိုင်းကတော့မွေးကန်နီဖွာကန်နီတောင်ရောက်မြောက်ရောက်ဖြစ်နေတဲ့အကိုချွန်းကိုလိုင်းမော်ကနေပြီးတော့စာရီတင်ပြီးတော့လှမ်းခေါ်ခဲ့ရပါသေးတယ်။ဒီအတွက်ကြောင့်သူတို့ရဲ့အိမ်အောင်ကြီးကိုအဆင်မပြေဘူးလားဆိုပြီးတော့တချို့တွေကထင်နေပေမယ့်အကိုချွန်းကတော့ဇနီးသက်ပိုးကြာပြူခင်ကိုမူဖွာတဲ့အချိန်လိုအပ်ချက်မရှိအောင်လို့အမြန်ပြန်လာပြီးတော့ကယူဆိုင်ပေးခဲ့ပါသေးတယ်။တောင်မဟုတ်ကြော်ပဲဒုတိယမြောက်ရင်သွေးလေးဖြစ်တာကြောင့်ပိုးကြာပြူခင်အတွက်လည်းမူဖွာရတာပို့ပြီးတော့လွယ်ကူခဲ့ပါသေးရှင်။ဒီကနေ့အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာတော့ပိုးကြာပြူခင်အတွက်ဒုတိယမြောက်သားငယ်လေးဖြစ်တယ်လို့အကိုချွန်းအတွက်9ရောက်မြောက်ကလေးငယ်လေးဖြစ်တဲ့သားငယ်လေးကိုအောင်မြင်စွာနဲ့မွေးဖွား ွားတန်ဆင်ခဲ့ပါပြီ။တန်းငယ်လေးကတကယ်ကိုကျမ်းမှတန်ဆွမ်းပြီးအရင်နဲ့ချစ်စရာကောင်းတဲ့အကြောင်းအဘွားဖြစ်သူကပြိတ္တတိအားလုံးကိုအတိပေးလာခဲ့ပါတယ်။ရှစ်ပေါင်း9အောင်စားရှိတဲ့တန်းငယ်လေးဖြစ်တာကြောင့်တော်တော်လေးကိုကျမ်းမာတယ်လို့ပြောလို့ရပါတယ်။ခလေးရဲ့ကျမ်းမာရင်ကတော့ဆိုရင်စရာမလိုပဲမိခင်ဖြစ်သူပိုးကြပြုခင်ကလည်းအဆင်ပြေတဲ့အကြောင်းစိတ်ပူနေကြတဲ့ပြိတ္တတိအတွက်ဝမ်းသာစွာနဲ့အတိပေးလာခဲ့ပါတယ်။ပိုးကြပြုခင်ကဝေဖန်မှုတွေကြားကနေလက်ထပ်ယူခင်ရတဲ့တထေးကြီးအကိုချုံကိုအရင်ချက်တာကြောင့်အခုတန်းငယ်လေးကိုလည်းအကိုချုံနဲ့တပုံစံနဲ့ချွတ်ချွတ်တူအောင်လို့မူဖွားပေးခဲ့တာဖြစ်ပါတယ်။မကြခင် င်မာတော့ဘုရားပြုခဲတဲ့အကိုချွန်းတို့ရဲ့၅ရောင်မြောက်ချစ်စရာတားငယ်လေးရဲ့ပုံရိပ်တွေကိုပရိသတ်တို့လည်းတွေ့မြင်ရတော့မှာပါနော်အခုဆိုရင်တော့ဘုရားပြုခဲတို့မိသားစုကြီးကစစ်စီကားကတိုက်တန်ဝန်းဝန်းနဲ့ပျော်ရွှင်ချမ်းသာမှုတွေပြည့်နှက်နေပြီးတကယ့်ကိုအားကျစရာကြီးဖြစ်နေခဲ့ပါပြီရှင်အရင်ကတော့၆ရောင်မြောက်သမီးငယ်လေးကိုမူဖွားဖို့အတွက်စီစဉ်ထားပေမယ့်အခုတော့တာသမီး၅ရောက်အပါဝင်ခမုန်းတဲ့ကိုပါတားတယောက်လို့ဆောက်ရှောက်နေရတာကြောင့်ကလေးထွေကိုစိတ်ကူးမရှိတော့တဲ့အကြောင်းကိုလည်းဘုရားပြုခဲကပြောပြခဲ့ပါတယ်ဘုရားပြုခဲအနေနဲ့သူမနဲ့မှအစာပြုခဲ့တဲ့အိမ်တော်ကြီးမဟုတ်ဖဲကလေး၃ရောက်အဖေကိုလက်ထက်ခင်ရတဲ့အတွက်စိတ် ုံးမှုများစွာနဲ့ရင်ဆိုင်ခဲ့ရတာကတော့အမှန်ပါပဲရှင်။ဒါပေမဲ့စိတ်သဘောထားကောင်းမွန်တဲ့မိန်းသမီးလေးပို့ချယူခင်ကကလေးငယ်လေးကြားမှာစိတ်ဝမ်းကွဲစရာမဖြစ်အောင်မိခင်ကောင်းပီသားစွာနဲ့အကောင်းဆုံးပြုစုစောင့်ရှောက်နိုင်ခဲ့တာကိုကြွေးရပါတယ်။နောက်ပြီးတော့မိသားစုတွေကြားထဲမှာချစ်ခင်ကျင်နိုင်အောင်သာမကဝန်ထမ်းတွေအပေါ်မှာလည်းမြေတားထားစောင့်ရှောက်ပေးသလိုပြည်သူတွေအပေါ်မှာလည်းစေတနာမြေတားတွေနဲ့အလှူကြီးတွေကိုပြုလုပ်နေပြီးတော့လေးစားစရာတတိမကြီးအဖြစ်ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစိတ်သဘောထားကောင်းပြီးတော့ဖြူစင်တဲ့အတွက်ကြောင့်လည်းအိမ်တော်ကြီးကံကောင်းသလိုစီးပွားရေးတွေလည်းတိုးတက်လာပြီးတော့အသာသမီးရင်သူရတနာလေးတွေ အများကြီးရဲ့အချစ်တွေကိုပါရရှိပိုင်းဆိုင်နေတာပဲဖြစ်ပါတယ်အခုဆိုရင်တော့တို့မိသားစုရဲ့ငားရောင်မြောက်တောင်ငယ်လေးကိုအောင်မြင်ကြမှာစွာနဲ့မူဖားခဲ့ပြီးတော့ပျော်ရွှင်မှုတွေကပိုးလို့တိုးနေရပါပြီ။ခင်မွန်းတဲ့ကိုကျွတ်တဲ့တပုံစံနဲ့ကြွယ်မူဖားလာခဲ့တဲ့ပူဇော်ပြုခင်ရဲ့အငယ်ဆုံးသားလေးကိုသားလေးစင်ဦးလိုပဲချစ်ခင်အားပေးကြမှာလားဆိုတာပြောသွားပေးခဲ့ကြပါအောင်ရှင်။